ကိုင်းတိုင်းဒဇယ်မြို့နယ်တဲ့ကိုစစ်ကောင်စီတပ်ကမက်လ16ရက်နေ့ညပိုင်းကလေချောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်တော်လိုင်းရဲဘော်တချို့ထိခိုက်သေးဆုံးခဲ့တယ်လို့ဒဇယ်မြို့နယ်အခြေဆိုင်တော်လိုင်းတပ်ဖွဲ့ကပြောပါရယ်။ဒဇယ်အနောက်ခြမ်းကရွာတဲ့ရွာကို Jet Fighter နဲ့ဘုံနှလုံးကျဲသွားပြီးအဲ့ဒီတဲကဘုံတလုံးကကွဲခဲ့တာကြောင့်ရဲဘော်နှအူတရန်ရရှိခဲ့ပြီးတအူးကတော့အခင်းဖြစ်တဲ့နေရာမှာနေကြာဆုံးသွားတယ်လို့ဒဇယ်မြို့နယ်အခြေဆိုင်တော်လိုင်းတပ်ဖွဲ့တစ်ခုရဲ့တာဝန်ခံတအူးကပြောပါရယ်။ ပြီးခဲ့တဲ့မတ်လ10ရက်နေ့ဝင်းချင်းကလေးကဒဇယ်မြို့နယ်အနောက်ချမ်းကကြေးရွာတချို့မှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာရှိပြီးတော့အဲ့ဒီတဲကစခန်းတချို့ကိုတော်လိုင်းအင်အားစုတွေဘက်ကသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မကွေးလေတပ်ကနေတက်လာတဲ့လေကြောင်းပစ်ကူကအခုလိုဘုံကျဲသွားခဲ့တဲ့အတွက်ကြာဆုံးခဲ့ရတာလို့ဆိုပါတယ်။ တိုက်ပွဲက၁၀ရက်ဝန်းကျင်ရှိနေပြီးစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေအပြင် drone နဲ့တိုက်ခိုက်နေတဲ့အတွက်ဒေသခံပြည်သူတွေနေရာစွန့်ခွာထွက်ပြေးနေရတယ်လို့လည်းသိရပါဗျ။အခုလိုစခန်းသိမ်းအခြေအနေနဲ့ပတ်သက်ပြီးမြေပြင်အခြေအနေကိုစစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဘက်ကသတင်းထုတ်ပြန်တာတော့မရှိသေးပါဘူးခင်ဗျာ။